ူကြားထဲမှာပွဲထုတ်ခဲ့ပေမဲ့စိတ်ရောခါခံစားနေရတယ်လို့အထင်ခံနေရတဲ့အင်ဒရာဂျော်စင်ရဲ့သမီးပြေသူတို့ပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့အေဂရစ်တန်ယာရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်အနုပညာရှင်တွေရဲ့အားပေးစကားတွေများစွာလိုအပ်နေရင်ငလင်ဘေးတင်ပြေသူတွေအတွက်မြမပြည်ရဲ့အမြင့်ဆုံးအနုပညာရှင်နဲ့ထိတ်တန့်အဆင့်မှာရပ်တည်နေရင်မင်းသမီးအင်ဒရာဂျော်စင်နဲ့မင်းသားပြေတီဦးတို့ကမန္တလေးစိတ်ယုံကြီးမှလူကိုယ်တိုင်လာရောက်ပြီးတော့လူနာတွေနဲ့အားပေးစကားတွေပြောကလှူဒန်းမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ် ။အင်ဒရာကျော်စင်တို့ဇနီးမောင်နှံကအခြားသူတွေလိုပေါ်ပင်အလူတွေမလုပ်ဘဲတကယ်စင်ရင်စေတနာမှန်မှန်နဲ့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်အလုံးဆောင်မြော်နေတဲ့သူမရဲ့သမီးကြီးပြည်သူတော်ဟာဆိုရင်လူသားလေးမှရှင်းရှင်းလင်းလင်းပွဲထုတ်ခဲ့တာပဲဖြစ်ပါတယ်။ပြည်သူတော်ကသူမရဲ့ငယ်ဘဝတစ်လျှောက်လုံးကိုမိခင်ဖြစ်သူရဲ့ပရိသတ်တွေနဲ့လုံးဝထိတွေ့ခွင့်မရှိဘဲကွယ်ကွယ်ဝဝနေခဲ့တဲ့သူပဲဖြစ်ပါတယ်။ဒီဒီဦးတို့ဇနီးမောင်နှံကလည်းအခြားနှုတ်ပညာရှင်တွေလိုသူတို့ရဲ့ကလေးကိုလူသားသူကြားမှာပေါ်ပေါ်တင်တင်မထုတ်ပြခဲ့ပါဘူး ပြည်သူ့ထွာကအခုချိန်မှာစေကျော်တဲ့အပြူအရွယ်လေးဖြစ်နေပြီဖြစ်တဲ့အတွက်လှသွေးအကြွယ်ဆုံးအချိန်လေးဖြစ်ပါတယ်။ကိုဗစ်ကာလကနေအနုပညာလောကမှာလှုပ်ရှားမှုတွေနှေးပါသွားတဲ့အချိန်မှာအင်ဒရာဂျော်စင်တို့မိသားစုကပြည်သူတွေနဲ့အဆက်ပြတ်သွားခဲ့ရပဲဖြစ်ပါတယ်။အခုလိုမျိုးလူမသိသူမသိနေခဲ့ရပေမဲ့အခုနောက်ပိုင်းမှာတော့အင်ဒရာဂျော်စင်ဟာတမိဖြစ်သူကိုပွဲထုတ်လာခဲ့ပြီပဲဖြစ်ပါတယ်။အကန်နာရီနဲ့မင်္ဂလာဆောင်တွေမှာလည်းလူအများမြင်အောင်ခြားပြလာခဲ့ပြီးတော့မီဒီယာတွေရဲ့အာရုံစိုက်မှုကိုရယူနေပြီဖြစ်ပါတယ်။ အနုပညာရှင်မိဘနှစ်ပါးရဲ့အရေးချင်းတွေနဲ့ခံညာလှပမှုတွေပါဝင်နေပြည်သူ့ဒရာကတကယ့်ကိုမှလှပတဲ့အမျိုးသမီးငယ်လေးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။အခုလိုမျိုးချောမောပြီးတော့မြင်သူတိုင်းငေးချင်းစရာကောင်းတဲ့အလှပတွေကိုပိုင်ဆိုင်ထားပေမဲ့လူကြားထဲမဝင်ရတာကြားတဲ့အတွက်ကြောင့်လားအများကိုကြောက်တဲ့အတွက်ကြောင့်လားမသိပေမဲ့ပြည်သူ့ဒရာရဲ့ပုံစံလေးကတမျိုးထင်ကျင်စရာဖြစ်နေခဲ့ပါတယ်။ သူမရဲ့အတော်ဖြစ်သူငွေတီဦးရဲ့ရခင်ကဗီဒီယိုတွေထဲမှာပြည်သူထွာကအနေအေးတယ်လို့ဖြေချခဲ့ပူပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပြည်သူတွေရဲ့မျက်လုံးထဲမှာဆေးရောဂါခံစားနေရတဲ့သူနဲ့တူနေရလို့ပြောနေကြတာဖြစ်ပါတယ်။ဆေးရုံထဲမှာလူအများကိုတွေ့တဲ့အခါမှာမျက်လုံးလေးတွေကကနာမငြိမ်သလိုထူးဆန်းတဲ့အကြည့်တွေရှိပြီးတော့ဓာတ်ပုံတွေ့ရတဲ့သူတွေနဲ့လည်းမျက်နှာတွေနဲ့ခတ်တောင့်တောင့်ပုံစံကြီးဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လူအများစုကသူမကိုစိတ်ရောဂါများဖြစ်နေကြတာလားဆိုပြီးတော့ထင်မြင်ချက်တွေလည်းများစွာပေးနေခဲ့ကြပါတယ်။အမှန်တကယ်မှာတော့ပြည်သူတို့ကလူကြောက်တတ်တဲ့ပုံစံသာဖြစ်ပါတယ်။သူမရဲ့ပင်ကိုပုံစံကိုကအနေအေးပြီးတော့လူရှုပ်တာတွေမကြိုက်လောက်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အရင်အချက်တွေကြောင့်ပြည်သူတို့ကအခုလိုပုံစံဖြစ်နေတာဖြစ်လောက်တယ်လို့ပြန်ပြီးတော့ဖြေရှင်းပေးနေကြတာလည်းဖြစ်ပါတယ်။ ဆက်ကြောတဲ့အရွယ်ကလေးနဲ့စိတ်ထရာဖြစ်စေလောက်တဲ့ comment တွေကိုမရေးချဖို့အတွက်တောင်းဆိုနေကြတဲ့သူတွေလည်းရှိနေပါသေးတယ်။နိုင်ငံကျော်ထိတ်တန့်တရုတ်ဆောင်တွေရဲ့သားသမီးဖြစ်ရတဲ့ဒုက္ခကမနည်းကြောင်ပြည်သူ့ထွာရဲ့ပုံစံကိုကြည့်ယုံနေတဲ့သိနိုင်တာဖြစ်လို့အခုမှလူရှိကိုထွက်ပြခဲ့ပေမဲ့လည်းဆက်ယောဂအတဲ့နဲ့တူတယ်လို့ဝေဖန်ခံရတဲ့ပြည်သူ့ထွာရဲ့အပြုမှုပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။